ားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကတော့ MyAndy King ကိုဘယ်လိုစပြီးရောစကားရမလဲဆိုတာကိုပြောပြပေးသားမှာဖြစ်ပါတယ်ပြီးတော့စကားလို့ရပြီးတော့6ဆင်းမှာရက်နေရဲ့လူတွေအတွက်လည်းပြောပြပေးသားမှာဖြစ်ပါတယ်နောက်ထပ်အသေးဘယ်လိုရှားရမလဲဆိုတာရယ်စကားခွင့်ဘယ်လိုလဲရမလဲဆိုတာမသိရတဲ့လူတွေအတွက်တဆင်ချင်းပြောပြပေးသားမှာဖြစ်တဲ့အတွက်ဗီဒီယိုလေးကိုမကြော်ဝဲချီကိုပြောချင်ပါတယ်အရင်ဆုံးကျွန်တော်တို့ခင်းဆော့ရပြီးတော့6ဆင်းမှာတိုင်ပတ်နေတဲ့လူတွေအတွက်ကျွန်တော်ပြပြသားမှာပဲဖြစ်ပါတယ် ကျွန်တော်တို့ဒီ software လေးရိုင်းနဲ့ဆော့ရမှာဖြစ်ပါတယ်။ခြောက်ဆင်းမှာရက်နေတယ်ဆိုတော့ဒီ software လေးကိုအကြာကြီးဖိထောက်ထားလိုက်ပါကနော်။အဲ့မှာကျွန်တော်တို့ add info ဆိုပြီးတော့ရှိပါရဲ့။ add info လေးကိုတစ်ချမ်းထောက်လိုက်ပါ။ပြီးရင်တော့အောက်မှာ clear data ဆိုပြီးတော့ရှိပါတယ်။အဲ့ clear data လေးကိုနှိပ်ပြရမှာဖြစ်ပါတယ်။ပြီးရင်တော့ဒီမှာကျွန်တော်တို့ clear data နဲ့ clear sheet ဆိုပြီးတော့နှစ်ခုရှိပါတယ်ကျွန်တော်တို့အရင်ဆုံးကျွန်တော်တို့ clear sheet ကိုရင်ထုတ်ပေးရမှာဖြစ်ပါတယ်အဲ့ဒါလုပ်ပြီးတော့ကျွန်တော်တို့ gain တော့ပြောင်းဝင်လိုက်ပါတော့အဲ့လိုလုပ်ပြီးလို့မှ60အနေမှာတက်ဖို့ဆိုရင်တော့ကျွန်တော်တို့ဆွနက်ကတိုင်း software ကိုဂျာကြီးထောက်ပြီးတော့ add info နှိပ်မယ်ပြီးတော့ clear sheet မှာကျွန်တော်တို့ clean audit data ချပြရမှာဖြစ်ပါတယ် clean audit data ချလိုက်ရင်တော့ကျွန်တော်တို့ဖုန်းနံပါတ်နဲ့ login ပြောင်းဝင်ရမှာပဲဖြစ်ပါတယ်ဒါဆိုတော့ကျွန်တော်တို့60အနေ မတက်တဲ့ပြဿနာကိုဖြေရှင်းလို့ပြီးသားယူရဲဖြစ်ပါတယ်။ MyID game ကိုခုမှဟပ်ပြီးတော့စကားမှဆိုရင်တော့ကျွန်တော်ပြရဲ့ ਨੀ အတိုင်းတစ်ခုချင်း like လို့ဟိုပြောချင်ပါတယ်။ video လေးကိုမကြော်ပဲကြည့်မှနားလည်မှဖြစ်တဲ့အတွက် video လေးကိုကြော်မကြည့်ဖို့ပြောရချင်ပါတယ်။အရင်ဆုံးကျွန်တော် MyID Pro ဆိုတဲ့ software လေးကိုဝင်လိုက်ပါ။ဒီနားမှာဆိုတော့ကျွန်တော် login ဝေဖုန်းဆိုတာလေးကိုနှိပ်ပေးရမှာဖြစ်ပါတယ်။ပြီးရင်ကျွန်တော်တို့ဒီနားမှာကျွန်တော်တို့ရဲ့ဖုန်းနံပါတ်အထည့်ပေးရမှာပါ။ ဒီမှာကျွန်တော်တို့မိုင်းဒီကပို့လာတဲ့ကုတ်ချုံလုံးကိုထည့်ပေးရမှာဖြစ်ပါတယ်ပြီးရင်တော့ဒါလေးကိုနှိမ့်လိုက်ပါဒီနေရာမှာကျွန်တော်တို့ရဲ့နာမည်အစဉ်ပြည့်ရဲ့နာမည်ထည့်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ software တွေကိုဝင်လို့ပြီးသွားရဲဖြစ်ပါတယ်။ဘယ်လိုစပြီးတော့ဆော့ရမလဲဆိုရင်ကျွန်တော်တို့အောက်ကနေနှိမ့်ဆွဲလိုက်ပါ။ ဒီမှာ infinity u ဆိုတဲ့ game လေးရှိပါတယ်အဲဒါလေးကိုနှိပ်ပေးလိုက်ပါ ဒီဆော့ဝဲလီယာဂိမ်းထဲဝင်ရတာမြင်ပါတယ်ဒီဆော့ဝဲလီကိုပဲတုံးပါကျွန်တော်တို့ဂိမ်းကိုခုမှစသွားမှာဆိုတော့ကျွန်တော်တို့ဒီနာအသေးကြီးကတော့တခုမှရှိနေမှာမဟုတ်သေးပါဘူးဒီနာအသေးကြီးကတခုမှရှိနေမှာမဟုတ်ပါဘူးကျွန်တော်ကတော့စော့ထားကြာကြီးဖြစ်တဲ့အတွက်အသေးကြီးအများကြီးဖြစ်နေတာပါအခုမှဂိမ်းစပြီးတော့စကားမှဆိုရင်တော့ကျွန်တော်တို့အသေးကို ပတ်စံတထောင်နဲ့ဝယ်ဖို့လိုပါတယ်အဲ့အသေးကိုဝယ်ဖို့ဆိုရင်ကျွန်တော်တို့ဒီအသေးဖိနှားလေးကအပေါင်းပုံလေးကိုနှိပ်ပြီးဝယ်ရမှာဖြစ်ပါတယ်ကျွန်တော်ဒီလိုမျိုးပေါ်လာပြီဆိုတော့ကျွန်တော်တို့ဒီမှာ900ကျက်ဆိုပြီးတော့ရှိပါတယ်အဲ့လေးကိုနှိပ်ဝယ်လိုက်ရင်ကျွန်တော်တို့အသေး60ရသမားဖြစ်ပါတယ်အသေး60ရေဝယ်ပြီးသားပြီဆိုတော့ကျွန်တော်တို့ပြန်ထွက်လိုက်ပါပြီးတော့ကျွန်တော်ဒီအောက်ကအခန်းလေးကိုသွားရမှာဖြစ်ပါတယ် ဲ့တော့မှကျွန်တော်တို့အပေါ်သွားခန်းကိုဆော့ပေးရမှာဖြစ်ပါတယ်ကျွန်တော်ပြီးရင်တော့ဒီမှာဒီကွက်လေးကိုနှိပ်ပေးရပါပြီးရင်ကျွန်တော်တို့ confine ကိုနှိပ်ပေးလိုက်ပါဒါဆိုတော့ကျွန်တော်တို့ဒီမှာအသေးအသေးနဲ့ဒိုင်မွန်လဲလို့ပြီးသွားပြီဖြစ်ပါတယ်။တပွဲကိုဒိုင်မွန်1500ရပါတယ်နော်။ အဲ့တော့ကျွန်တော်တို့အဲ့လိုမျိုးပဲကျွန်တော်တို့ okay လေးကိုနှိမ့်လိုက်အသေးသုံးခုပေးလိုက်အဲ့လိုမျိုးလေးစကားစကားပြီးတော့ကျွန်တော်တို့အသေးကိုအောင်ဆော့လိုက်ရင်တော့ကျွန်တော်တို့ဒီနောက်ဒိုင်မွန်ကြီးကအများကြီးရလာမှာပဲဖြစ်ပါတယ်ဒိုင်မွန်ရလာရင်ဆိုတော့ကျွန်တော်တို့လက်အိတ်ဝေဖို့လိုပါတယ်ကျွန်တော်ဒီလက်အိတ်ပုံလေးကိုသွားလိုက်ပါပြီးရင်ကျွန်တော်တို့ကလက်အိတ်ဝေမှာဖြစ်တဲ့အတွက်ဒီချက်ကိုသွားပါ ဒီမှာဒီထဲမှာတော့ light တွေအများကြီးရှိပါတယ်ကျွန်တော်တို့အဲ့ဒီထဲမှာ diamond နဲ့ဝယ်ရမယ် light လေးကိုရှာပြီးတော့ဝယ်လိုက်ပါဝယ်ပြီးတော့ဒီစင်တော့ကျွန်တော်တို့ခင်းရတော့စတင်စကားလို့ရယူရဲဖြစ်ပါတယ်ကျွန်တော်ပြရနေလေးတိုင်းလိုက်လုံးမယ်တော့အဆင်ပြေမယ်လို့ထင်ပါတယ်လိုအပ်တဲ့ software လေးကိုကျွန်တော်ရဲ့ Telegram channel မှာတင်ထားပါတယ် Telegram channel link လေးကိုတော့ကျွန်တော်ရဲ့ YouTube channel ရဲ့ description မှာချပေးထားပါဗျ။နောက်တစ်ခုကကျွန်တော်တို့စကားခွင့်ကိုဘယ်လိုရှာရမလဲဆိုတော့မိသားရဲ့လူတွေအတွက်ကျွန်တော်ပြောပြပါမယ်။အစနကကျွန်တော်ပြောခဲ့သလိုပဲကျွန်တော်တို့အသေးနဲ့အသေးကိုပတ်စံတစ်ထောင်နဲ့ဝယ်လိုက်ပြီးရင်ဒိုင်းမွန်လဲဒိုင်းမွန်လဲပြီးတော့ကျွန်တော်တို့ဒီ store ဆိုတာလေးတွေကိုသွားလိုက် ြီးရင်တော့ကျွန်တော်တို့ဒီမှာ time mode 200ဆိုရင်ကျွန်တော်တို့စကားခွင့်5ခုရှိပါတယ်အဲ့မှာကျွန်တော်တို့ပတ်စံတဲ့အသေးဝယ်လိုက်အသေးကနေစိန်ကစားလိုက်စိန်ရတဲ့ခါမှာကျွန်တော်တို့အဲ့အဲ့နေရာလေးမှာတွားပြီးတော့လဲလိုက်ပါဒါဆိုတော့ရပါပြီ